ရုရှားရဲ့ရင်းနှင်တင်သင်းမောတစ်စင်းကိုပြင်သစ်ထူးတပ်ဖွဲ့တွေဝင်ရောက်စီးနှင်စစ်ဆေးတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့တစ်ပတ်ကဥရောပရှိနေတိုးလေပိုင်းနဲ့တွေ့လှုပ်ဝက်ဆန်းကျင်တဲ့ဒရုန်းတွေဝင်ရောက်ချင်းချောက်လာမှုတွေအထူးသံစရာထားခင်ရတယ်နေနာကယုန်နဲ့ရှိသင်းမော၃စီးနဲ့မှရုရှားရင်းနဲ့တင်မောကိုပြင်သစ်ထူတဖွဲ့ကဝင်ရောက်စီးနင်းကစုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။ဒိမန်နိုင်ငံရှိဒီကလေးစကြီးလေးကိုပြရတဲ့အချိန် ဒရုန်းများစွာဝင်ရောက်ခြိမ်းခြောက်မှုမှာနေတိုးနဲ့စခင်မှုကျန်းစီပုံရတဲ့ပူတင်ရဲ့ရုရှားလက်ချက်လို့ယူဆထားပါတယ်။ဒီလိုဒရုန်းတွေကျူးကျော်ဝင်ရောက်လာချိန်ဘော်တစ်ပင်လယ်တွင်မနီးမွေးမှာရုရှားရဲ့တက်ရှယ်ဒိုလက်အောက်အလုံးလုံးတွေပုံရတဲ့သင်္ဘော၃စီးဟာဒရုန်းဝတ်တင်မှုအဓိကပါဝင်တယ်လို့ယူဆထားပါတယ်။ကင်းတဲ့ဒရင်ထာနာကဒီတံရရှိတဲ့သင်္ဘောသုံးစီးအနက်မှာရင်းနေတဲ့သင်္ဘောတစ်စင်းကိုစိန်နာစာရင်ကျောင်းနဲ့နေတမ်းမှာ ပြင်သစ်ထူတဖွဲ့ဝင်တွေသင်းမပေါ်ချီတယောက်စီနေပြီးအပြင်းထန်ပြစ်မှုကျူးလွန်သူတွေပေါ်စွန်းကုန်စစ်ဆေးဖော်ထုတ်ဖို့ကြိုးစားနေတယ်လို့ပြင်သစ်သမ္မတမက်ခရွန်ကကိုဗစ်ဟေဂင်စီမှာပြောပါတယ်။ဤသင်းမဟာရှေ့ရပြေရှိပါတယ်။စတမဆက်ရှင်တွေကရုရှားရှိရွာလေးတွေအနီးမှာစိုက်ကပ်ထားဆဲဖြစ်ပါတယ်။အဲနောက်စိန်မီတာစပန်နီးမှာရှိတဲ့ရုရှားစစ်ခံပရင်မော့ကို ခုံမောင်းခဲ့ပြီးဖဲနဲ့ပင်လယ်ဝက်တစ်ဖက်ကျရောက်ရှိလာက အနောက်ဒေသပြောင်းထွက်ပြီးရေနံဥဝင်တဲ့ဆင်းနိုင်ကြရှိခဲ့ပါတယ်။ဒိမက်လေဆေးတွေပေါ်ဒရုန်းနဲ့ကျူးကျော်ပြန့်တန်းလာတဲ့စက်တင်ဘာ22မှာပိုလန်ဆွေဒင်မှသည်ဒိမက်ကေဗင်ဒေသအထိဒီရေနံသင်းမောခုံမောင်းရောက်ရှိလာတာနဲ့တိုက်ဆိုင်နေပါတယ်။နောက်ရက်ဒီမာလီသင်းမောဟာဒိမက်လိုလန်းကျုံကြီးရောက်လာပြီးနောက်ရက်မှာဒိမက်ကုန်းမကြီးနဲ့ကလျက်ရှိတဲ့ Great Ballad ရေလက်ကြားဝင်လာပါတယ်။ စတိမန်28မှာပြည်သက်ကံလွန်ဒေတာဥရိယောရှိကဘယ်နိုင်ငံသားဖြစ်တယ်ဆိုတာကိုမင်းမင်းရမှာမဖြေချသလိုခုမြတ်မရှိပဲပြည်သက်ရဲ့ပိုင်နဲ့တူးကြော်လာတဲ့အတွက်ခုလိုမျိုးစုံစမ်းရခြင်းဖြစ်ပါလေဒီမသိငါဝေရရှားနဲ့ချိန်ဆက်မှုတွေရှိတဲ့တင်မော၃စီးလုံးဟာအလောင်းနိုင်ငံများမှာရရှားနဲ့အသက်မှုကြောင့်ဖိတ်ဆို့ရည်ယူထားတဲ့တင်မောတွေဖြစ်နေပါလေရေချောင်းချက်ပြစနစ်ရအစရဝမ်းတင်မောနဲ့အော့စလိုကယ်ရီယာ3တင်မောတွေကလည်း ဒိမ့်မဲ့အတွက် drone တွေကျူးကျော်ဝင်ရောက်ခြင်းအနည်းဆုံးကံယူနဲ့ဒေသတွေမှာရှိနေခဲ့ပါလေဒီချိန်ချောက်မှုဟာနေရိုးနိုင်ငံတွေပေါ်ရောက်လာတဲ့အတွက်ဥရောပကောင်းဆောင်များစီဝေးကျင်းပါပြီရုရှားရဲ့ထိစပ်နေတဲ့နိုင်ငံနဲ့နယ်မြေတွေမှာ drone ကကွယ်ယူမဟာဒဏ္ဍာရီတိစောက်ဖို့အတွက်အတည်ပြုခဲ့တယ်လို့သိရပါတယ်